1996ခုနှစ်ရောက်တော့ရှောက်လွားတွေအပေခံရတာအတော်များသွားပါပြီ။သူကလက်လွတ်လိုက်ဖို့စိတ်ထဲဖြစ်ကနီးနေပါပြီ။အဲ့ဒီအချိန်မှာသူ့ဇနီးအယ်လာကသူ့အိမ်မက်ကိုမစွန့်လွတ်ဖို့အားပေးခဲ့ပါတယ်။ရှင်းကိုပယ်ချတာနာစာပဲဖြစ်ပါသေးရှင်းကိုရှင်တော့မပယ်ချနဲ့။ဂျိုဆေးကသူ့ကိုယ်သူအရေးချင်းမှီဖို့ပို့ပြီးလုံနိုင်တာရှိနေပါသေးတယ်။သူကရေမြုပ်ဖြစ်နိုင်တယ်လေ။သူတိထားတာကလေသူရဲ့အများစုကလေရင်မှုတွေဖြစ်တဲ့အပြင် စကူဗာဒိုင်ဗင်မင်းသားတွေလည်းဖြစ်ကြပါတယ်။ဒါကြောင့်လေမှုလှိုင်စင်ရဖို့အချိန်တစ်နှစ်ယူခဲ့ပါတယ်။နောက်တစ်နှစ်စကူဗာဒိုင်ဗင်သင်တန်းကိုစနေတနင်္ဂနွေနေ့တိုင်းသွားတက်ခဲ့ပါတယ်။အခြေခံအဆင့်မြင့်တဲ့မဟာအဆင့်အောင်လက်မှတ်ရတဲ့အထိကြိုးပမ်းခဲ့ပါတယ်။သူ့ရဲ့ဗဟိုသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးစင်တာကဆိုင်ဗေးရီးယားမှာနျူကလ িয়ার ပြန့်ပွားမှုလျှော့ချရေးမှာ ပါဝင်မှု အခွင့်အရေးထူးတစ်ခုပြီးတော့ ူကြိုက်တဲ့အခြေအနေတစ်ခုပါနေတဲ့အတွက်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါကရုရှားစကားတင်ကိုတင်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါက NASA ရဲ့နောက်တစ်ကြော့ရှောက်လွှာစီစစ်တဲ့အခါသူ့အရေးအချင်းကသူများထက်တာပြီးထူးခြားနေပါမယ်ဆိုပြီးတော့မျှော်လင့်ခဲ့ပါတယ်။1998ခုနှစ်မှာဂျိုဆေးအသက်36နှစ်ပြည့်ပါတယ်။အဲ့ဒီနှစ်မှာလေလေသူရဲ့ရှောက်လွှာတစ်စောင်ထပ်ပို့ပြန်ပါတယ်နောက်ဆုံးမှာတော့အားရစရာတဲ့င်းက ရှောက်ထားသူ2500မှာ သူကနောက်ဆုံးစကားတဲအယောက်120မှာ ဝင်နေပါပြီဂျိုဆေးကနောက်ဆုံးမှာပြီးပြည့်စုံတဲ့အလုပ်နမူနာတစ်ခုတင်ပေးခွင့်ရလိုက်ပါတယ်ဂျွန်ဆင်အာဂါတစင်တာမှာခန္ဓာကိုယ်ပိုင်းစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေတပတ်လုံးလုံးလုပ်ရပါတယ်လေသူရဲဟောင်းကြီးတွေကအင်ဂျင်နီယာပိုင်းပြန်တန်းရေးနည်းပညာပိုင်းတွေအသေးလိုက်ဆောင်ရွက်နိုင်မှုဆက်သွယ်ရေးစတဲ့ကဏ္ဍတွေမှာကျွမ်းကျင်မှုဘယ်လောက်ရှိသလဲဆိုတာမေးကြပါတယ် အတွေးချာချာလဲပြီးခေါင်းနှောက်စရာပါအများသောအမှတ်69ပေးတဲ့လေသူရဲ့ရွေးချယ်ရေးအဖွဲ့ကဂျိုဆေးကို62မှတ်ပေးပါတယ်အင်တာဗျူးမေးတဲ့လူတွေကအခက်အခဲဘေးဒုက္ခတွေအကြောင်းဓာတ်ရိုက်မမေးပါဘူးသူ့ကိုရေးရာဇဝင်အကြောင်းပြောပြဖို့အချိန်တနာရီပေးပါတယ်ပထမဆုံးအချိန်ဖြစ်သူ့ရဲ့နီးပညာပိုင်းကျွမ်းကျင်မှုတွေကိုတတ်သိပြနိုင်ခဲ့ပြီဖြစ်လို့ကိုကိုကိုယုံကြည်မှုအပြည့်နဲ့သူဟာရွှေ့ပြောင်းတောင်းရလောက်သားတယောက်ဖြစ်တဲ့အကြောင်း နာဆာကိုပို့ပွင့်လင်းလင်းပြောပြလိုက်ပါတယ်။တကယ်လို့တင်ဟာဂျိုဆေးလူ နေရာမျိုးကလာခဲ့တာဖြစ်ပြီးသူ့လိုအောင်မြင်မှုတွေရအောင်လုပ်နိုင်ရင်ဒူအန်ရော့စ်ကပြောလိုက်ပါတယ်။ဒီအခက်ခဲတွေအားလုံးကြော်ဖြတ်ဖို့နဲ့တခြားလူတွေရောက်တဲ့နေရာကိုရောက်မယ်ဆိုရင်တင့်စီမှာစိတ်ဆန္ဒရောအရေးအချင်းတွေပါအများကြီးရှိနေတာဖြစ်ပါတယ်။အင်တာဗျူးပြီးတော့ဒူအန်ကဒိုင်းရိုက်ဖုန်းခေါ်လိုက်ပါတယ်။ကံအကြောင်းမလှပြန်ပါဘူး။ရွေးချယ်ရေးအဖွဲ့ကထပ်ပြီးတော့ပယ်ချလိုက်ပြန်ပါပြီ။ ဒါပေမဲ့ဒီတစ်ခါမှာတော့မျောလင်းချက်ရောင်ကြီးလေးတစ်ခုတန်းလာပါတယ်။နာဆာကသူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။လေသူရဲတော့မဟုတ်ပါဘူး။အင်ဂျင်နီယာတယောက်အနေနဲ့ပါ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့တိမ်မြုပ်နေသောစွမ်းရည်အပိုင်း18ပဲဖြစ်ပါတယ်ခင်ဗျာ။ဂျိုဆေးဟာနှစ်တိုင်းအလိုက်တင်ပြောင်းလဲနေခဲ့ပါတယ်။အခုသူကတခါထပ်ပြီးလိုက်လျောညီထွေရှိအောင်ပြင်ဆင်ညှိနှိုင်းရအောင်မှဖြစ်ပြန်ပါတယ်။ သူကိုယ်တိုင်အာကာသနဲ့မတက်နိုင်ပေမဲ့တခြားလူတွေကိုအာကာသနဲ့လွှတ်တဲ့မရှင်မှာပါဝင်ခွင့်ရခဲ့ပါတယ်။ဒီအတွေ့အကြုံကသင်ကန်းစာတခုပေးလိုက်ပါတယ်။ကောင်းကင်မှာကျဲတလုံးမက ရှိနေတယ်။ဘဝရည်မှန်းချက်နဲ့ဘဝရည်ရွယ်ချက်ဟာတခုမကရှိနေတယ်။ NASA အင်ဂျင်နီယာတယောက်ဘဝနဲ့နှစ်ပေါင်းများစွာလုံနေရင်2004ခုနှစ်မှာဖုံးမြည်တန်းတစ်ချက်ကြားလိုက်ရပါတယ်။ဖုံးထဲကပုံကူမေးတာကဂျိုဆေးလက်ရှိလုံနေတဲ့အလုပ်ကိုတခြားလူအစားထိုးလို့ရမလား။ ယိုစေးကသူ့အနေနဲ့နောက်တစ်ယောက်ကိုတင်နှန်းပေးလို့တဲ့အကြောင်းပြန်ဖြေလိုက်ပါတယ်။ကောင်းပါပြီလို့တစ်ဖက်ကမန်နေဂျာကပြောပါတယ်။လေသူရဲ့ရုံမှာအလုံးလုံးချင်ပါသလားတဲ့။လေသူရဲ့အလုံးရဖို့ရှောက်လွှာစတင်နေတာ15နှစ်အကြာမှာတော့ဂျိုဆေးအာဂါတခရီးစဉ်မှာလိုက်ပါဖို့အရွေးခံရပါတယ်။ဒီတရင်ကြားရတဲ့စက္ကန့်ပိုင်းလေးမှာကျွန်တော်တကူလုံးထုံကျင်သွားခဲ့ပါတယ်။ထုံကျင်သွားခဲ့ပါတယ်လို့ပြန်ပြောပြပါတယ်။အိမ်ကိုအပြေးအလှပြန်ပြီး သူ့မိမခလေးနဲ့မိဘတွေကိုတရင်ကြီးညာလိုက်ပါတယ်။အားလုံးကသူ့ကိုဖက်လဲတကင်းနဲ့ဝမ်းသာပြီးအောင်မွေးခံကြပါတယ်။၂009ခုနှစ်ဩဂုတ်လမှာတော့48နှစ်ပြည့်ပြီးရတတပတ်အနေငယ်မှာဂျိုဆေးဟာအာဂဒရင်ထဲကိုဝင်ချလိုက်ပါပြီ။သူကထိုင်လိုက်ပါပြီ။ကပတ်တွေအားလုံးပတ်လိုက်ပြီးအာဂဒရဲ့လှုပ်တင်မှုပြင်းစင်နေပါပြီ။ညတကောင်မတိုင်ခင်အချိန်လေးမှာအာဂါသခရီးစဉ်စဖို့ကောက်တောင်းအချိန်စတင်ရေတွက်နေတာကြားနေရပါပြီ အင်ဂျင်ဆက်ကြီးလဲစနှုတ်ပြီးမီးတွေပန်းထွက်နေတာကိုတွေ့နေရပါပြီ။လေထဲရောက်ပြီး10မိနစ်ခွဲအကြာမှာအင်ဂျင်ကရပ်သွားခဲ့ပါတယ်။အတန်အားလုံးငြိမ်ကျသွားပြီးဂျိုဆေးကသူ့မျက်လုံးတွေကိုမယုံကြည်နိုင်ခဲ့ပါဘူး။တကယ်ဆိုရာသေချာအောင်သူကပစ္စည်းတစ်ခုကိုမြှောက်ပစ်ကြည့်လိုက်ပါတယ်။ပစ္စည်းကလေထဲဝဲနေပါတယ်။ပြန်မကျတာကိုတအံ့တအော်ကြည့်နေခဲ့ပါတယ်။ငါတို့အာကာသထဲရောက်နေပြီထင်တယ်။ ။ဂွေးထဲမှာစတော်ဘယ်ရီတွေခူးနေရဘဝကနေအခုတော့ကျယ်တွေကြားတဲ့အာဂါသထဲမှာမျောနေပါပြီ။အာဂါသထဲမှာနှစ်ပတ်အချိန်အတောအတွင်းမိုင်ပေါင်း၅သန်းပြန်တန်းခဲ့ပြီးပါပြီ။အာဂါသဝတ်စုံဝတ်ကွင်းရဖို့သူဖြတ်တန်းခဲ့ရတဲ့ဘဝခရီးနဲ့အကွာအဝေးရဲ့နှိုင်းရှင်ချက်တွေကိုတော့ဒီမိုင်တန်း900ဟာလေရင်ခီးတို့လေးတထောက်ဖြစ်ခဲ့ပါတယ်ဂျိုဆေးလိုစောင်းမေးပွဲဖြေတဲ့လူတယောက်အောင်မြင်တာကို မြင်ရတာဟာအားတက်စရာကောင်းမိမယ်မလုံလောက်သေးပါဘူးကျွန်တော်တို့ဟာတခြားလူအများအပြားကိုအကဲဖြတ်ကြတဲ့အခါဘာတွေလွတ်သွားအကဲဖြတ်ကြတဲ့အခါဘာတွေလွတ်သွားတယ်လဲဘာတွေလွတ်နေတယ်လဲဆိုတာသူ့ရဲ့ပုံစံကွက်ကိုခွဲပစ်ခဲ့ရပါတယ်သူကချွင်းချက်ပါဒါပေမဲ့သူကထုံထမ်းစင်လာဖြစ်တည်ပါတယ်ကျွန်တော်တို့ဟာလူတွေကိုအကဲဖြတ်တဲ့အခါရှုံနုံတွေကစိန်တပွင့်တွေးရတာထပ်ပို့ပြီးတော့အကျိုးကျေးဇူးရှိတာမရှိပါဘူး လူတွေရဲ့ထက်မြက်တောက်ပမှုထွက်လာစေဖို့ဖိအားသုံးမှုကကျွန်တော်တို့ရဲ့အလုံးမဟုတ်ပါဘူး။အဲ့ဒီလိုဖိအားကိုရင်ဆိုင်ပြီးဖြစ်တဲ့လူတွေကိုမျက်စိလျမ်းမသွားစေဖို့ဂယုဆိုင်ရမှာဖြစ်ပါတယ်။နောက်ပြီးသူတို့ရဲ့စွမ်းရည်ကို ထုံးလင်းတောက်ပစေဖို့အတွက်လက်တင်ခံဖို့အတိအမှတ်ပြုဖို့ပဲဖြစ်ပါတယ်။ဏိဂုံခยีဆုံးထိသွားခြင်းအိမ်မက်တွေကိုမြဲမြဲဆွဲကင်ထားပါ အိမ်မက်တွေတည်သွားရင်ဘဝဆိုတာတောင်ပန်ကျိုးငှက်လေးတကောင်လိုပဲမပြောင်းနိုင်တော့ပါဘူး Lanston Hulljets American ကပြားဆရာစွန်ရင်နဲ့ပတ်သက်ပြီးစာအုပ်တအုပ်ရေးနေတဲ့အကြောင်းမိတ်ဆွေတွေကိုစာပြီးအသိပေးနေတော့ကအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့မေးကြမြန်းကြပါတယ်ကျွန်တော်တို့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာနိုင်တာတွေအကြောင်းလားခမားကစာဖတ်သူတွေကိုအိမ်မက်အကြီးကြီးမှတ်ဖို့အားပေးမလို့လားဒီအကြောင်းတွေမပြောချင်ပါဘူး တိတ်ပြီးတော့ကလေးဆန်ပါတယ်ကိုထူကိုထားဖို့တိုက်တွန်းလေးရှိတဲ့ဆရာကြီးတွေရဲ့တိတ်မြင့်တဲ့စကားမျိုးပါလေးလေးနက်နက်ရှိတဲ့လူမှုရေးသိပ္ပံပညာရှင်တွေကလေးလာထားတာမျိုးမလောက်ရသေးတဲ့စကားမျိုးတွေပါတကယ်လို့များတင့်စီမှာမာတင်လူသာကင်းလို့အမြင်ဂုံကျက်တည်ရင်ဇာရိတမြင့်မြင့်မှမှရှိမယ်ဆိုရင်မာတင်လူသာကင်းရဲ့အကြံပေးပုံကိုယ်တွေကဒီအိမ်မက်စကားဟာအသုံးများပြီးရိုးဤပုံပေါက်နေလိမ့်မလားဆိုတာစိုးလိန်စိုးရင်ထိတ်လန့်ကြပါမိမယ် ကျွန်တော်တို့အတွက်ကတော့ကလေးဘွားမှာပဲထားခဲ့တဲ့အကောင်းဆုံးဖြစ်နေပါလိမ့်မယ်။အဲ့ဒီနောက်အိမ်မက်အကြီးကြီးရှိတဲ့လူတွေကအောင်မြင်မှုကြီးတွေစက်ပြီးရရှိနေကြတယ်ဆိုတဲ့အထောက်အထားအသစ်ကျွန်တော်တွေ့ခဲ့ရပြန်ပါတယ်။စီးပွားရေးပညာရှင်တွေက ထောင်ပေါင်းများစွာသောလူတွေကို မွေးတဲ့အချိန်ကနေအသက်55နှစ်အထိလေ့လာကြည့်တဲ့အခါဆယ်ကျော်သက်အရွယ်မှာရှိတဲ့ရီမန်းချက်တွေဟာသူတို့လူကြီးပိုင်းအရွယ်မှာဘလို့ဖြစ်လာမလဲဆိုတာနမိတ်ပြခဲ့တဲ့အကြောင်းတွေ့ခဲ့ပါတယ် အိမ်မက်ကောင်းကောင်းရှိတဲ့လူငယ်တွေဟာအောင်းဆောင်မှာထူးကြွန်ကြသလိုအလုတ်ထဲမှာလည်းယာတို့မြင့်မြင့်တွေရောက်လေးရှိပါတယ်။တခြားအချက်တွေဖြစ်တဲ့တိမြင်တက်တဲ့ဇွမ်းရည်ဇာရိတဇွမ်းရည်မိသားစုဝင်ဝင်မိဘတွေရဲ့ပညာအရေးအချင်းအလုတ်အကိုင်းနဲ့ဘဝရည်မှန်းချက်တွေကိုထည့်တွက်ပြီးတဲ့အခါတို့ရဲ့ထူးခြားတဲ့အိမ်မက်တွေကတို့ဘယ်လိုတိုးတက်လာပုံတို့ဘယ်သူတွေဖြစ်လာပုံတွေအပေါ်ထူးခြားတဲ့ပံ့ပိုးမှုတွေဖြစ်စေတယ်လို့ဆိုပါတယ်အဲ့ဒီထူးခြားတဲ့ပံ့ပိုးမှုကကျွန်တော်ရဲ့ အိမ်မက်တွေအတွက်မဟုတ်ဘူးဆိုရင်အိမ်မက်တွေအမှန်တကယ်ဖြစ်လာစေဖို့ကူညီပေးတဲ့လူတွေအတွက်မဟုတ်ခဲ့ဘူးဆိုရင်ဒီစာအုပ်ဆိုတာဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်သဘောပေါက်ခဲ့ပါတယ်အထက်တန်းចောင်းသားကြီးနှစ်အစမှာကောလိပ်သွားဖို့အတွက်မိချီဂန်မှာနေဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့စက်တင်ဘာလတညမှာတော့ကျွန်တော်အိပ်ပျော်သွားပြီးဟာဘတ်တက္ကသိုလ်ရောက်သွားတယ်လို့အိမ်မက်မှတ်ခဲ့ပါတယ် ်အရင်တော့ကဟာဗတ်ရောက်ဖို့စိတ်ထဲမရှိခဲ့ပါဘူးကျွန်တော်တိခဲ့တာကဖြစ်နိုင်ခြင်းတော်တော်နည်းပြီးကျွန်တော်မှအရေးချင်းရောရှိသလားမိသားစုရောတတ်နိုင်ပါမလားဒါပေမဲ့ Goodwill Handing ဆိုတဲ့1998ခုနှစ်ကရုံတင်ပြသခဲ့တဲ့စိတ်ခွန်အားရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာတော့ Harvard စိတ်ကူးကိုခေါင်းထဲကနေထုတ်လို့မရတော့ပါဘူးကျွန်တော်ဇာတိဖြစ်တဲ့ Detroit မြို့ရဲ့စင်ကြီးဘုံမှာတော့လူတွေဟာ မလေးနက်တဲ့အရေးအသွေးတွေဖြစ်တဲ့ ကျွဲဝချမ်းသာမှုတွေအလှအပတွေပုံမူတည်ပြီးအဆင့်အတန်းတွေရရှိနေကြပါတယ်။ကျွန်တော်တက်တဲ့ကျောင်းမှာလူတိများတဲ့ကလေးတွေဟာအများအပြားချမ်းသာကြပါတယ်။ကျွန်တော်ရဲ့အမြင်မှာတော့စာတော်ရင်ကော့လိပ်အဆောင်မှာအပေါင်းအသင်းရောင်းရင်းတွေပြည့်နေမှာဖြစ်တယ်။ကဘာပေါ်မှာအထက်မြက်ဆုံးပုံကိုယ်တွေစီကပညာဘဟုတုတ္တရဖို့ကျွန်တော်စာသင်ခန်းတွေကအခွင့်အရေးပေးနေမှာဖြစ်ပါတယ်။အဲ့ဒီຫນွေနှောင်းပိုင်းကာလမှာကျွန်တော်ရဲ့တစုံတည်းတော့ ဝုတ်ဆော်ဝုတ်ပြီးဟာဗတ်ကျောင်းသားဟောင်းတယောက်နဲ့အင်တာဗျူးလုပ်ဖို့အနည်းအနာကဥပဒေရုံတရုံကိုသွားခဲ့ပါတယ်။အိမ်ကနေ ထွက်လာကားစားမှာခေါင်းထဲအတွေ့တခု ဝင်လာခဲ့ပါတယ်။ဒါနဲ့အိမ်ထဲပြန်ဝင်အဆွဲတဲ့ကဘူးလေးတဘူးယူပြီးအင်ဂျီအိတ်ထဲထည့်ခဲ့ပါတယ်။ချိန်ထားတဲ့နေရာရောက်တော့ကျွန်တော်ကကတုံကရင် ဖြစ်နေပါပြီ။ဟာဗတ်ဘွဲရတယောက်နဲ့တကားမှမတွေ့ဘူးပါဘူး။အင်တာဗျူးလဲတကားမှမလုပ်ဘူးပါဘူး။သူပြောတဲ့စကားတလုံးနားမလည်ဘလို့လောက်ရပါ။ အင်တာဗျူးကတနာရီပဲကြာဘူးတတ်မှတ်ထားပေမဲ့၃နာရီဖြစ်သွားပါတယ်ကျွန်တော်နားမလည်နိုင်ခဲ့ပါဘူးအဲ့ဒီနေ့နောက်ပိုင်းနေ့တိုင်းကြောင်းပြီးလို့ဘတ်စကားပေါ်ဆင်းလိုက်တာနဲ့ကျွန်တော်ဒီစာဝင်မဝင်စိတ်လုံးရှားနေမိပါတော့တယ်ဒီစင်မာမာတော့ဟာဗက်ကစာအိတ်ကြီးတအိရောက်လာပါတယ်ကြောင်းကလက်ခံတဲ့စာပါနောက်ပြီးငွေကြေးတချို့တော့ထောက်ပံ့တာလည်းပါပါတယ်ကြောင်းစာကိုတော့နိုင်အောင်လုပ်ရမှာဖြစ်ပါတယ် ကျွန်တော်တိတ် ကိုပြောခဲ့ရပါတယ်တိတ်ပျော်လုံးလုံးမကဘူးဆိုတိတ်ပျော်လုံးလုံးမကဘူးဆိုတဲ့ကိုဂတိကိုဖောက်ပြီးအာကစားသမားတယောက်အောင်ပွဲခံတဲ့အကမျိုးကလိုက်ပါတယ်နောက်ပိုင်းကျမှကျွန်တော်ကတခုခုမိုက်မိုက်မဲမဲလုံမိတဲ့အခါမျိုးမှာလူတွေကကျွန်တော်ကိုဘယ်ဟာဖတ်သွားခဲ့တယ်မဟုတ်လားဆိုပြီးတော့ပြောတာအမြဲကြားနေရပါတော့တယ်တွေဥကလာရောက်တော့နောက်ပိုင်းအတန်းပေါ်ဖြစ်လာမဲ့သူတွေကို အခမ်းအနားတွေအွန်လိုင်းတွေမှာတွေ့ခဲ့တော့ပုံစံတစ်မျိုးတတိထားလိုက်မိပါတယ် ဟာဗတ်ကအစွန်းနှစ်ဖက်ရောက်ចောင်းသားတွေကိုဆွဲဆောင်ခဲ့ပုံရပါတယ်။တခູ່ကသူတို့ဟာကမ္ဘာလောကကြီးအတွက်လက်ဆောင်တစ်ခုပဲဆိုတဲ့သဘောရှိတဲ့လူတွေဖြစ်ပြီးနောက်တစ်ခູ່ကတော့သူတို့ဟာအယူအဆမှားနေသလားဆိုပြီးတော့ထိတ်လန့်ကြတဲ့အုပ်စုပါ။ကျွန်တော်ကနောက်အုပ်စုမှာပါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့အဲဒီမာတင်ရက်ဖို့ကျွန်တော်ကလိန်မာပါနဲ့သလားဆိုတာမသိခဲ့ပါဘူးဟာဗတ်ကျောင်းတက်တဲ့ပထမအပတ်တည်းမှာကျွန်တော်ဟာတကယ်ပဲတော်သလားဆိုတာသိဖို့အခွင့်ရေးရမှာဖြစ်ပါတယ် ်အတန်းတွေမစမီចောင်းသားတစ်တိုင်းကအေးအသားဆောင်ွေးဘွဲကိုမဖြစ်မနေဖြေရပါတယ်ចောင်းသားအစ်စ်တွေရဲ့ဆွေးနွေးပွဲမှာကျွန်တော်တို့ရဲ့နေရာကိုတတ်မှတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီဆောင်ွေးဘွဲအောင်ခဲ့ရင်ပြီးပါပြီကြာရင်တော့နောက်6လပြန်စရမှာဖြစ်ပါတယ်ဒုတိယနှစ်ចောင်းသားတယောက်ကမစိုးရိမ်မှုပြောပါတယ်ဒီဆောင်မွေးဘွဲကအင်္ဂလိပ်စကားကိုပြင်စမဘာသာစကားလောက်နေရာထားတဲ့နိုင်ငံတကာကျောင်းသားတွေအတွက်လှုပ်ထားတာလို့ဆိုပါတယ် ကျွန်တော်အသေးစိတ်တော့မမှတ်မိတော့ပါဘူးမှတ်မိတာက Goodwill Handing ရုပ်ရှင်တွေကဇက်ကောင်တွေအကြောင်းတော့ရေးပေးလိုက်တာမှတ်မိပါတယ်။3-4ရက်လောက်အကြာမှာစာအိတ်တောင်စာအိတ်တွေရောက်လာပါတယ်။အရေးသားစာမေးပွဲကြားတဲ့အကြောင်းအကြောင်းကြားစာပါ။ Harvard ကကျွန်တော်ညံရီကို ပထမဆုံးအကဲဖြတ်နေပါတာ။အကဲဖြတ်နေတာပါ။စာစစ်အဖွဲ့ကစိတ်တော်တော်လေးထိခိုက်စရာကောင်းတဲ့အဆုံးအဖြတ်နဲ့ပြန်လာပါတယ်။တိတ်မတော်ဘူးဆိုတဲ့ဇွဲချမ်းနဲ့အပြစ်ရှိတယ်လို့ဆိုလိုက်ပါတယ်။ imposter syndrome လို့ခေါ်တဲ့အောင်မြင်မှုဟာကိုယ့်အရေးအချင်းချင်းရတာကိုတတ်တဲ့အထောက်အထားရှိနေပေမဲ့ကိုယ့်ကိုယ်ကိုစိတ်မချတဲ့ခံစားမှုမျိုးဆိုတာမှိထားလိုက်ပါဦးကျွန်တော်ကတကယ်တမ်းလေလေမှုမယိုးသားမှုတစ်ခုကျူးလွန်ထားတယ်လို့ပါပဲအဲ့ဒီအချိန်မှာကျွန်တော်အဆောင်အခန်းပေါ်ကဆောင်းမွေးဝဲအောင်ခဲ့ပါတယ်ကျွန်တော်အတွက်ရွေးစရာတွေကို သိရဖို့စာအရေးအသားစင်နာကကျွန်တော်ကိုအမှတ်ပေးတဲ့ပညာရှင်တွေကိုတွေ့ဖို့စီစဉ်ခဲ့ပါတယ် ကျွန်တော်ကိုအမှတ်ပေးတဲ့ပညာရှင်တွေနဲ့တွေ့ဖို့စီစဉ်ခဲ့ပါတယ်။ပညာရှင်တွေကအကြောင်းသားတွေဘယ်အတန်းတက်ကျင်တယ်လဲဆိုတာရွေးနိုင်ပါတယ်လို့ဆိုလိုပါတယ်ဆိုပါတယ်။ကျွန်တော်ကိုတော့နောက်6လပြန်တက်စေချင်ကြပါတယ်။ဒီဆောင်မွေးပွဲကြပြီးပုံမှန်အတန်းကိုတိုက်ရိုက်သွားတဲ့အခါ B ထက်အမှတ်ပိုတက်လာလိမ့်မရှိပါဘူးလို့ဆိုပါတယ်။စာစစ်မှုတွေကကျွန်တော်ရေးတဲ့စာစီစာကိုမှဖတ်ပြီးနောက်6လပြန်မတက်ပဲပုံမှန်အတန်းကိုတန်းသွားရင်စီပဲရနိုင်တယ်လို့ဆိုကြပါတယ်။ ါပေမဲ့လည်းကျွန်တော်သဘောအတိုင်းလို့ဆိုပါရယ်ကျွန်တော်စိတ်ပြတ်သွားပါရယ်ကျွန်တော်ရဲ့ပြားပြားအမှတ်တွေဆူဆူဝါးဝါးမဖြစ်စေချင်တာကတပိုင်းနောက်တစ်ပိုင်းကတကယ်တော့ကျွန်တော်စာရေးရတာကြိုက်ပြီးပိုကောင်းအောင်လုပ်ချင်တဲ့စိတ်ပဲရှိနေပါရယ်နောက်တစ်ဖက်ကပုံမှန်အတန်းမှာနောက်ကျကြံခဲ့တာကိုလည်းတွေးပြီးစိတ်အနှောက်ယှက်ဖြစ်ကြရပါရယ်နောက်ပြီးစိတ်ကြိုက်ဘာသာတခုတင်ခွင့်ရမှာကိုမဖြုံးပြစ်ချင်ပါဘူး။ဆုံးဖြတ်ချက်ချဖို့ဆရာတယောက်လုံနေပါပြီ။ဒါပေမဲ့ကျွန်တော်အကြောင်းကောင်းကောင်းသိထားတဲ့လူတွေကဟာဘတ်ကိုမသိပါဘူး။ နောက်ပြီး Harvard ကလူတွေကလည်းကျွန်တော်ကိုကောင်းကောင်းမသိကြပါဘူးဒါနဲ့ကျွန်တော်ကို interview လုပ်ခဲ့တဲ့ Harvard ဘွဲ့ရចောင်းသားဟောင်းကိုစဉ်းစားလိုက်မိပါတယ်သူ့နာမည်က John G. Arad ပါသူက Harvard ចောင်းဝင်ခွင့်တွေရွေးတဲ့အလုပ်ကိုဆယ်စုနှစ်များစွာလုပ်ခဲ့ဘူးသူပါနောက်ပြီးကျွန်တော်ကိုတီးဖို့အချိန်တွေအများကြီးပေးခဲ့တဲ့လူလည်းဖြစ်ပါတယ်ရှေ့ပိုင်း3-4လတောင်းကဂျွန်ကိုចောင်းသားတဲ့ဂျိုးစိုးအေခံပွဲတခုမှာတွေ့ခဲ့ပါတယ်အဲ့ဒီတုန်းကကျွန်တော်ဘာကြောင့် ကျောင်းဝင်ခွင့်ရတာလဲကိုမေးကြည့်မေးကြည့်ပါတယ်သူကရွေးတဲ့ company မှာမပါလို့အသေးချာတော့မသိဘူးလို့ဆိုပါတယ်ဒါပေမဲ့ Harvard ကိုပို့တဲ့ interview အစီရင်ခံစာမှာသူအသားပေးရေးလိုက်တာတခုရှိပါတယ်အဲ့ဒါကကျွန်တော်ရှောက်လာမှာမပေါ်ပါဘူးမနေ့ဆောင်းရသည့်တုန်းက interview အတွက်သူ့ရဲ့ဥပဒေရုံးကိုရောက်ခဲ့တုန်းကဂျုံကကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းတွေဝါသနာတွေကိုမေးခဲ့ပါတယ်ငါမင်းကိုမြင်တာကမင်းဟာမျက်လှဲ့သမားတစ်ယောက်လို့လုံနိုင်တယ်မင်းအကြိုက်ဆုံး မြင်းလှည့်ပြခွက်ကဘာလဲလို့ဂျုံကမေးခဲ့ပါတယ်ကျွန်တော်ကအင်းကြီးအိတ်ထဲကဘူးလေးတစ်ခုဆွဲထုတ်လိုက်ပါတယ်ကျွန်တော်အိတ်ထဲပြန်ဝင်သွားပြီးယူလာတဲ့ဘူးလေးကျွန်တော်အိမ်ထဲပြန်ဝင်သွားပြီးယူလာတဲ့ဘူးလေးပါဖဲထုတ်တထုတ်ပါကျွန်တော်လှုပ်ပြရမလားလို့မေးလိုက်ပါတယ်ဂျုံကပြုံးနေပြီးကျွန်တော်ကဖဲချက်တွေကိုကလဖန်ထိုးရင်းနဲ့ဖဲတထုတ်လုံးရဲ့ဇက်လန်းတစ်ခုပြောပြခဲ့ပါတယ်ဖဲတစ်ချက်ကိုပြောပြလိုက်တိုင်းအဲ့ဒီဖဲချက်ကထိတ်ဆုံးမှပေါ်လာပါတယ် အဲ့ဒီလိုမပေါ်ခင်သူ့ကိုဖဲချက်တွေနေရာရွှေ့ကစားခိုင်းပါသေးတယ်။နောက်ဆုံးပရိသတ်ကကျွန်တော်ဘလို့လုတ်တယ်လဲဆိုတာမေးပါတယ်။ဒါပေမဲ့ဂျုံတိကျင်တာကကျွန်တော်ဘလို့တင်ထားတယ်လဲဆိုတဲ့အချက်ပါ။ကျွန်တော်ဆန်းနှစ်သားတုန်းကမြင်းလဲဆရာတယောက် TV မှာလှုပ်ပြတာကိုမြင်ဘူးပြီးကျွန်တော်ပြကွက်ဘလို့ပြမလဲဆိုတာလိလာခဲ့တာလို့ပြန်ပြောပြလိုက်ပါတယ်။တခြားလူတယောက်တဲ့ဖဲတုံးနဲ့ရောဒီလိုမြင်းလဲပြလို့ရမလားလို့ဂျုံကကျွန်တော်ကိုပြောပါတယ်။ သူဥပဒေရုံးထဲမှာရှောက်ရှာရင်မကြခင်ဖဲတို့တက်ထုံနဲ့ပြန်ရောက်လာပါတယ်ကျွန်တော်ကနောက်ထပ်ပြောက်ွက်တွေလှုပ်ပြလိုက်ပါတယ်တချို့စာအုပ်ထဲမှာတွေ့ခဲ့တဲ့ပြောက်ွက်တွေပါတချို့ကကိုဘာသာကိုထွင်လိုက်တာတွေပါចောင်းသားချင်းဂျုံစိုးဧခံဘွေမှာဂျုံကကျွန်တော်ထူးချွန်တာကမြင်လဲမဟုတ်ဘူးလို့ဆိုလိုပါတယ်ကိုကိုကိုပြန်တင်တဲ့ကိုအစွမ်းစားဖြစ်ပြီးသူ့အတွက်မစွိုင်းမတော့လှုပ်ပြနိုင်စွမ်းတတိတွေကသူများထက်ထူးနေတာလို့ဆိုပါတယ် ဲ့ဒါကကျွန်တော်ရဲ့ပထမဆုံးအင်တာဗျူးပါကျွန်တော်တို့ဟာစကားပြောယုံဆိုယုံလောက်ပဲထင်ခဲ့ပေမဲ့အဖွဲ့အစည်းစိတ်ပညာရှင်တယောက်ဖြစ်လာပြီးတော့မှကျွန်တော်ကအလုံနမူနာ walk statement တစ်ခုသူ့ကိုပေးလိုက်တာပါလားဆိုတာသဘောပေါက်ခဲ့ပါတယ်ကျွန်တော်အင်တာဗျူးမှာဘာထူးသလဲဆိုတာကိုဝေမျှတဲ့နည်းနဲ့ဂျွန်ကဇာရိုက်တာဇွမ်းရည်ရဲ့အရေးပေါ်ပုံနဲ့ပတ်သက်ပြီးအနီးကပ်တင်တဲ့ပူချလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်အောင်မြင်မှုကကျွန်တော်ရဲ့အစပိုင်းအရေးအချင်းမှာမူတည်မနေပါဘူး တင်ယူလူစိတ်ထက်တန်တာတင်ယူဖို့အရေးအချင်းရှိတာအပေါ်မှာမူတည်တာဖြစ်ပါတယ်ဟာဗတ်ရဲ့ရေးဖြည့်ဆောင်ပွဲကြတော့ကဟာဗတ်ကစာရေးသူတယောက်အနေနဲ့ကြာရှုံးမှုတစ်ခုဆိုပြီးတော့မကြီးညာပါဘူးကျွန်တော်အရေးအသားလျှက်တဲ့ပြက်ကလေးကိုသူတို့ကဆောင်ပွဲချခဲ့တာပဲဖြစ်ပါတယ်သူတို့ကျွန်တော်ကိုမတိခဲ့ကြပါဘူးဒါကြောင့်သူတို့မှားတာကိုကျွန်တော်ကစီစဉ်တင်ပြရတာဖြစ်ပါတယ်ဆောင်ပွဲရှုံးတာကနေအတန်းထဲမှာ အပြက်အသက်တော်တဲ့အဆင့်ထိကြိုးစားရမယ်လို့ကျွန်တော်ကသုံးဖြတ်ခဲ့ပါတယ်။နောက်ကြကြံနေတဲ့ចောင်းသားတွေကိုခေါ်ယူတဲ့စာအရေးအသားဆွေးနွေးပွဲနေ့ဝတ်စာတင်နှစ်ကိုကြော်ပြီးပုံမှန်အတန်းကိုပဲတက်ခဲ့ပါတယ်။ဗာမုခရီကျွန်တော်အရေးသားတွေကိုမညာတဲ့ဝေဖန်တဲ့လူတွေရဲ့အပြောအဆိုတွေကိုမတတ်မတားဖြစ်ပေမဲ့ရေမြုပ်တကောင်လို့ကြင်ကြက်ခံခဲ့ပါတယ်။ Thanksgiving party ပွဲတွေအတွက်အိမ်ပြန်ရမယ့်အစားចောင်းထဲမှာပဲနေပြီးစာအရေးအသားတွေကိုပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်။ စာစီစာကုန်းတွေကိုကောင်းတဲ့ထက်ကောင်းအောင်ပြန်ရေးခဲ့ပါတယ်6လစာ6လစာတင်နှစ်ပြီးတော့ကျွန်တော်တော်တော်ခရီးပေါက်ခဲ့ပါတယ်တဒန်းလုံးမှာတယောက်တည်းပဲအေးရတဲ့ကျွန်တော်ကိုပေါင်မုတ်ခါကြီးကချီးကျူးခဲ့ပါတယ် imposter ဘယ်တဲ့ရှိစား imposter syndrome လို့ခေါ်တဲ့ကိုကိုကိုစိတ်မချတဲ့ခံစားမှုပြောတာကကျွန်တော်ဘာလို့နေမှမသိဘူးအချိန်တန်တော့လူတိုင်းကသိသွားကြတာပါပဲကြီးပွားတိုးတက်မှုပုံစံအတွင်း growth mindset ပြောတာကကျွန်တော်ဘာလုပ်နေလဲဆိုတာအခုထိတော့မသိသေးပါဘူးအချိန်တန်တော့အပြေပေါ်လာတော့တာပါပဲညံကတဲ့အပြေထုတ်ဖို့ထောက်ပံ့ပေးပါတယ်ကျွန်တော်ဂျုံကိုမတွေ့တာနှစ်ပေါင်း20ရှိပါပြီဒါပေမဲ့ဇာရိတဇွမ်းရည်အရေးပါတဲ့ပါပုံအကြောင်းသူပေးတဲ့ထိုးထွင်းအတိကညံစင်ပေးတာရဲ့အဓိကအပိုင်းဖြစ်ဖြစ်ခဲ့ပါတယ်အဲ့ဒါကကျွန်တော်အတွက် compass ဖြစ်ခဲ့ပါတယ် နှစ်ပေါင်းများစွာကြာတဲ့အထိကျွန်တော်တိုးတက်မှုတွေအတွက်ညွန်ပြပေးခဲ့ပါတယ်။ပြန်ကြည့်တော့ Harvest မှာ ပုံမှန်အတန်းလိုပဲတက်ဖို့မစွန့်စားခဲ့ရင်ကျွန်တော်ဟာစာရေးဆရာတယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါမှမဟုတ်စိတ်ပညာရှင်လည်းဖြစ်လာမှာမဟုတ်ပါဘူး။စာအရေးအသားဆွေးနွေးပွဲစာတင်နှိမ့်ဝတ်မှာအကြောင်းအရာ အမျိုးမျိုးပါခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကလူမှုရေးဩဇာ theory ကိုရွေးချယ်နိုင်ခဲ့ပါတယ်။ဒါဝန်ရဖတ်ရမယ့်စာအုပ်တအုပ်ကစိတ်ပညာရှင် Robert စီရာဒီနီရေးတဲ့စာအုပ်တအုပ်ဖြစ်နေပါတယ်။အဲဒီစာအုပ်ထဲမှာကအန်ဩဇေယအထောက်အထားတွေအများကြီးပါတော့အာယုံမလွတ်တမ်းဖန်းဆားနိုင်တဲ့အတွက်ဒီစာအုပ်ကိုကျွန်တော်ရဲ့တခြားအတန်းတွေမှာဖတ်ဖို့တာဝန်ပေးတော့ကျွန်တော်ကဒုတိယအကြိမ်ဖတ်ရပြန်ပါတယ်။အဲဒီအချိန်ကစိတ်ပညာရှင်တယောက်ဖြစ်လာဖို့ပထမဆုံးစဉ်းစားခဲ့တာဖြစ်ပါတယ်။အဲဒီလိုမျိုးစာအုပ်တအုပ်ကိုတစ်နေ့ရေးမယ်ဆိုပြီးတော့စာအိမ်မှာမှတ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ဆင်းနေမှာအဲ့ဒီအိမ်မက်ကမေးမိန်သွားခဲ့ပါတယ်ပေါမုခတယောက်ဖြစ်တော့ဘလို့တင်ရမလဲဆိုတာအပြေရှာရပါတယ်ကျွန်တော်ရဲ့စိုးရိမ်ကြောင်ကြောင်မှုကိုထိန်းထားနိုင်တော့လူကစက်ရုပ်တရုပ်လို့လှုပ်ရှားမှုတွေကမပြေပြစ်သေးပါဘူးဆရာသမားတယောက်ရတဲ့အထီးပါပဲအဲ့ဒီမန်တောဆရာနာမည်က James Dalton ဆိုတဲ့အမျိုးသမီးပါကျွန်တော်ရဲ့ကိုရင်းမျက်လှည့်ပညာကိုထုတ်ဖို့သူကအကြံပေးပါတယ် အဲဩစရာကောင်းတဲ့ဇက်သိမ့်မှုတွေကိုအလိုလိုတိတာနဲ့စန့်ကျင်တဲ့လိလာမှုတွေမျော်လင့်မထားတဲ့လှည့်စားမှုတွေစပြီးတော့မိတ်ဆက်ခဲ့ပါတယ်။မမိနိုင်စရာကောင်းတဲ့အတန်းတွေကိုတင်ပေးတာတွေအလေးထားခဲ့ပါတယ်။တန်ဖိုးရှိတဲ့သူတည်တနာတွေကိုလည်းလှုပ်ခဲ့ပါတယ်။ဝါတန်တက္ကသိုလ်မှာအလုပ်ရခဲ့ပါတယ်။တောင်ထဲအထိရောက်အောင်တက်နိုင်ပြီးတဲ့အခါတခြားလူတွေလည်းသူတို့ရဲ့တောင်တွေကိုတက်နိုင်မှုအကူအညီပေးတာတွေပို့ပြီးတော့လှုပ်ချင်ခဲ့ပါတယ်။ စာသင်ခန်းပြင်ပကရတဲ့သင်ခန်းစာတွေကိုဝေမျှပေးဖို့တာဝန်ရှိတယ်လို့လည်းခံစားခဲ့ရပါတယ်။ဝေမျှပေးလို့တဲ့ပြိဿက်ကအကြောင်းသားတွေသူ့တည်တနာမှုတွေတင်မကတော့ပါဘူး။ရက်တစ်ပတ်အနည်းငယ်လောက်အကြာမှာကျွန်တော်ဆရာသမားတစ်ယောက်ကသူ့ရဲ့စာအုပ်နောက်တစ်အုပ်စနေတဲ့အကြောင်းပြောဖို့ကျွန်တော်စီရောက်လာပါတယ်။မတ်လုံးတွေလည်းပါပါတယ်။ကျွန်တော်ကစိတ်အားထက်သန်မှုအကြောင်းလေ့လာခဲ့တော့ကျွန်တော်ကိုသူနဲ့အတူပူရဲစာရေးဖို့စိတ်ဝင်စားမလားဆိုတာမေးပါတယ်။ အဲ့ဒီဇေယသမားကကျွန်တော်ရဲ့စံပြလူတော်တယောက်ဖြစ်ပြီးတော့ကျွန်တော်အနေနဲ့သူ့လိုလူနဲ့အတူတွဲပြီးစာရေးခွင့်ရတာဟာတိတ်ကိုဂုံယူစရာကောင်းတော့ကျွန်တော်ကလည်းဝမ်းသာအားရဖြစ်ရလို့ကျွန်တော်ចောင်းသားတွေကိုပြောပြခဲ့ပါတယ်အဲ့ဒီမှာပြဿနာတက်ပြီးသူတို့ကစန့်ကျင်ကြပါတယ်ဆရာစာအုပ်တအုပ်ရေးမယ်ဆိုရင်ကိုစိတ်ကူကိုအယူဆနဲ့ပဲရေးပါကျွန်တော်တို့ကိုတင်ပေးထားတာမေ့နေပြီလားအစိုးရအောင်မြင်မှုဟာတခြားလူတွေရဲ့ရည်မှန်းချက်တွေကိုအောင်မြင်အောင်လုပ်တာပဲ တခြားတယောက်ရဲ့အိမ်မက်နဲ့မရှင်သန်ပါနဲ့တဲ့သူတို့မှန်ပါတယ်ကိုဘာသာကိုစာအုပ်တအုပ်ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်လုံဖော်ကင်မတ်အများအပြားကစာပေနဲ့ပတ်သက်ပြီးကိုစလဲတယောက်ကိုတော်တော်ထောက်ခံကြပါတယ် Richard Pymer သူကကျွန်တော်ကိုကူညီတင်ပြပေးပါတယ်ရတသက်ပတ်ပေါင်းများစွာတဦးချင်းရဲ့စိတ်ကူးတွေချရေးခိုင်းပြီးတဲ့နောက်ဇောလာထဲမှာ Richard ကအလားအလာရှိတဲ့ထုတ်ဝေသူတွေ့ နဲ့မျှဝေဖို့အဆိုပြုလာတခုရေးဖို့အချိန်ကြပြီလို့အသိပေးလိုက်ပါတယ်ကျွန်တော်ကဒီကောင်းစဉ်ကိုလေ့လာနေတာနှစ်တော်တော်ကြာပြီဖြစ်တဲ့အတွက်စိတ်ကူးတွေအများကြီးထွက်လာပါတယ်ဩဂုတ်လထဲမှာစာလုံးရေးတသိန်း3940 914ခုလုံးကို သူ့စီကိုပို့လိုက်ပါတယ်နှစ်လကြာတော့စာအုပ်တစ်လုံးတအုပ်လုံးရဲ့အကြံရေးပြီးခဲ့ပါတယ် Richard ရဲ့တုံ့ပြန်မှုကိုမစောင့်နိုင်ခဲ့ပါဘူးသူက ဘာသာလေးနဲ့ပြောလိုက်တာကသူကတာတာလေးနဲ့ပြောလိုက်တာကတိတ်ပြီးတော့ပညာရဲ့စံနေတဲ့ဒါကလျှော့ပြောရရင် မတော့ဘူးသူဒေသနာပေါင်းမင်တွေကြားမှာတိတ်ပြီးနှိမ့်မြုပ်နေတဲ့အတွက်ကျွန်တော်ပညာရေးလှုပ်ဖို့ဂိုင်ဘတ်တွေတောင်စိတ်မဝင်စားတော့ပါဘူးသူကအပေါ်စီးကနေခြုံငုံပြောတာပေါ်လွင်စေဖို့အတွက်အစအနေပြန်ရေးခိုင်းပါတယ်ဟယ်လိုဆေးရဲ့ဒုက္ခခံနေရတယ်ကျွန်တော်ဘာလို့ရမှမသိကြောင်ပိန်ပြနေပါတယ်ဘယ်နေရာကပြန်စရမယ် imposter syndrome ကလက်စာချီလိုမှုနဲ့ပြန်လာခဲ့ပါတယ်ကျွန်တော်ပြောเสียရရှိတာကိုတယောက်ယောက်ကဘာလို့ဖတ်ချင်ရမှာလဲ richards ကအကဲခတ်ဒိုင်နေရာကနီးပြနေရာကိုပြောင်းလိုက်ပါတယ်ကိုကိုကိုမယုံသင်တာမဖြစ်ဖို့ကျွန်တော်ကိုပြောပါတယ်မင်းသိလုံနိုင်တာပေါ့စာတင်တယ်လို့ပဲချရေးပါပညာရေးဂျာနယ်တွေအတွက်ရေးတာမျိုးမရေးပါနဲ့ကျွန်တော်ကသူ့ကိုယုံပါတယ်သူဟာယုံကြည်ရလောက်တဲ့သူတယောက်ပါ ပို့ပြီးတော့ကောင်းတဲ့လမ်းကိုညွန်ပြနေတဲ့လမ်းညွန်တစ်ယောက်ပါကျွန်တော်စာလုံးရေးတသိန်းနဲ့2000ရေးလိုက်ပြန်ပါတယ်အဲ့ဒီတဲကပြန်ယူလိုက်တာ၄မျက်နှာလောက်ပဲရှိပါတယ်အဲ့ဒီအချိန်ကလေးကတင်းတလူမျိုးပဲရေးရမယ်ဆိုတာကျွန်တော်ရဲ့ကွန်ပတ်လမ်းညွန်ဖြစ်လာခဲ့ပါတယ်အဲ့ဒါကမှတင်းတကယ်ပဲဖတ်ဖို့စိတ်ဝင်စားမဲ့စာအုပ်တွေဖြစ်လာခဲ့ပါတယ် imposter syndrome ကိုကိုကိုစိတ်မချဖြစ်တဲ့ခံစားမှုတွေဟာ ဝီယောဒီတခုဖြစ်တယ်ဆိုတာတပြေးပြေးသဘောပေါက်လာခဲ့ပါတယ်။တခြားလူတွေကတင့်ကိုယုံကြည်တယ်၊တင့်ကိုတင်မယုံဘူး။သူတို့တွေရှိပေမဲ့တင်ကတင့်ကိုတင်ပဲယုံတယ်။တကယ်လို့တင်ဟာတင့်ကိုတင်တန်ရာဖြစ်နေရင်တင့်ရဲ့တင့်အပေါ်သဘောထားနေနေထားတာကိုရောတန်ရာမဖြစ်သင့်ဘူးလား။ Imposter syndrome ဟာတိမ်မြုပ်နေတဲ့စွမ်းရည်ရဲ့တင်ဂီတာတစ်ခုဖြစ်တာကိုကျွန်တော်ကအခုယုံသွားပါပြီ။တခြားလူတွေကတင့်ကိုအထင်ကြီးပြီ ပိုပြီးခက်မှန်းနေတယ်လို့ခံစားရပါတယ်ဒါပေမဲ့တင်ကတင်ကိုတင် ရှော့တွက်နေတာဖြစ်ပါတယ်တင်မမြင်နိုင်သေးတဲ့တိုးတက်မှုအတွက်လောက်နိုင်စွမ်းတစ်ခုကိုသူတို့ကအတိမတ်ပြုတ်လိုက်ကြပါပြီလူအများကြီးကတင်ကိုယုံကြရင်သူတို့ကိုယုံလိုက်ဖို့အချိန်ကျပါပြီလူအများကရည်မှန်းချက်တွေရဖို့အိမ်မက်မှတ်ကြပါတယ်သူတို့ရဲ့တိုးတက်မှုကိုသူတို့ရတာနဲ့တိုင်းလေးရှိကြပါတယ်ကြီးကျူဂုံပြုတ်ခံရတာတွေနဲ့တိုင်းကြပါတယ်ဒါပေမဲ့တိုးတက်မှုအရှိဆုံးတွေပဲဖြစ်ပါတယ် အတိတ်ပဲအပြည့်အဝဆုံးတိုးတက်မှုကကျွန်တော်တို့ရဲ့အလုပ်တီးဆောက်ရေးမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပင်ကိုယ်စရိုက်ကိုဆောက်လုပ်တာပဲဖြစ်ပါတယ်အောင်မြင်မှုဆိုတာရည်မှန်းချက်တွေစီ ရောက်နေတာထက်ပိုပါတယ်အဲ့ဒါကကျွန်တော်တို့ရဲ့တံမိုးထားတာတွေနဲ့နေထိုင်နေကြတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီနေ့အခြေအနေထက်ပိုကောင်းတဲ့မနက်ပြန်ကိုရည်ရွယ်ချက်ကြီးကြီးထားတာထက်ပိုမြင့်တဲ့တံမိုးဆိုတာမရှိပါဘူးကျွန်တော်တို့ရဲ့တိမ်မြုပ်နေတဲ့စွမ်းရည်ကိုလမ်းဖွင့်ပေးတာဖော်ထုတ်ပေးတာထက်ပိုကြီးတဲ့ အောင်မြင်မှုဆိုတာမရှိတော့ပါဘူးဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့တိမ်မြုပ်နေသောစွမ်းရည်အပိုင်း18နောက်ဆုံးပိုင်းဒီမှာတင်ပြီးဆုံးပါပြီတခြားသောအစ်စ်အစ်စ်သောစာအုပ်များကိုဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sonepo channel လေးကို subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်။သဘောကျနှစ်ချိုက်ပါကလည်း like and share လေးလုပ်သွားပြီးဖို့မေတ္တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးအသွေးကိုလည်းကျော်လွှားနိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။